ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီနေ့သွားလှုပ်ပြခဲ့တဲ့အလူလေးအကြောင်းကိုနည်းနည်းပြောပြခြင်းပါတယ်ဒီနေ့သွားလှုပ်ပြတဲ့အလူလေးကတော့ရန်ကုန်တိုင်းဒေသကြီးလက်ကူးမြို့နယ်ဖက်ခမဲကျေးရွာမှာကျင်းပတဲ့နွေရသည်ရင်ကျေးလိမ်မှာတင်နန်းဆင်ပွဲကိုတွားရောက်ခဲ့တဲ့အလူပဲဖြစ်ပါတယ်ရင်ကျေးလိမ်မှာတင်နန်းဆင်တဲ့ကလေးတွေကိုစကားတော်ပြောပြီးတော့လက်ဆောင်လေးတွေအနေနဲ့ကျွန်တော်တို့ရုပ်ပြတို့ကာတွန်းတို့ညာစမ်းဖြည်ပြီးစာအုပ်တွေကိုပေးခဲ့ပါတယ်ကလေးငယ်တွေကအဲ့ဒီရွာမှာ စာဖတ်ဆရာစာအုပ်မရှိဘူးပေါ့နော်စာအုပ်ရှားတယ်လည်းပြောပါတယ်အဲဒါကြောင့်မို့လို့ကျွန်တော်ရုပ်ပြတွေကာတွန်းတွေပုံမြင်တွေရှိပြီးတော့တွားရောက်လှူဒန်းခဲ့တာဖြစ်ပါတယ်ခင်ဗျာကလေးအယောက်90ကိုကျွန်တော်စာအုပ်စုစုပေါင်း200ကျော်ခန့်ကိုကျွန်တော်လှူကန်းလှူဒန်းခဲ့ပါတယ်ရုပ်ပြနဲ့ပုံမြင်နဲ့အဲ့ဒီညံစမ်းနဲ့တယောက်ကို3အုပ်ပေါ့နော်တချို့ကလေးကြ4အုပ်လောက်နေပါရပါတယ်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ